ကျွန်တော်တို့သုံးနေတဲ့အခရာများရဲ့မူလအစဟာဗြဟ္မီဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2400လောက်ကမှဗြဟ္မီအခရာဟာအတောင်လက်ဆောင်တယ်လို့ပညာရှင်တွေအခမ်းအနားပါတယ်အဲ့ဒီဗြဟ္မီအခရာကနေအခရာပုံတံပေါင်းမြောင်များစွာဖြစ်နေကွေးထွက်ပြီးတော့တောင်အာရှနဲ့အရှိတောင်အာရှမှာဒီနေ့သုံးဆွဲနေကြပါတယ် သူရဲ့ရေးသားတဲ့စနစ်ကလည်းဘီနဲ့တရကိုယောနောပေါင်းဆက်တဲ့စနစ်ဖြစ်ပါတယ်။အဲ့ဒီစနစ်ကိုအဘူဂီဒါလို့ခေါ်ပါတယ်။ဗြဟ္မီကနေဆင့်ပေါ်တဲ့စာရေးသားနီးတိုင်းလိုလိုဟာအဘူဂီဒါစနစ်ကိုလိုက်နာကြပါမယ်လို့မလိုက်နာတဲ့တချို့စာပေတွေလည်းရှိပါတယ်။စာကြောင်းတွေကိုရေးကြတဲ့အခါမှာလည်းပဲ ဘေဘက်ကနေစပြီးတော့ညာဘက်ကို ရေးယူတဲ့စနစ်အပြင်လဲအကုံသူ တူညီကြပဲမဲ့လို့တချို့မတူတဲ့စာပေတို့လဲဘရမီမိသားစုထဲမှာရှိပါတယ်ဘရမီအခရာနဲ့ရေးထားတဲ့စာတွေကိုဆန်စကရစ်လေသံပါဠိလေသံပရာဂရိုက်လေသံတို့နဲ့တွေ့ရပါတယ်ဒီလေသံတွေကစင်တူကြပြီးတော့လေးလာမထားဘူးဆိုလို့ရှိရင်တက္ကဒလို့ ကျွန်တော်တို့ခေါ်တဲ့ Sanskrit နဲ့ Pali ကိုခွေးနိုင်ဖို့ခက်ပါတယ် Pali နဲ့ Prakrit ဆိုတာကလည်းထိုနည်းလကောက်ပါပဲ Sakaledan Uyghur လို့ခေါ်တဲ့ Turkey လို့လည်းသိကြတဲ့အသံမျိုးနဲ့လည်းရေးကြပါတယ် Tosharian လေတဲ့ Tamil လေတဲ့ Ilu လေတဲ့တို့နဲ့လည်းရေးခဲ့ကြပါတဲ့ Brahmi Akya ဟာ logographic လိုဂိုကွန်ဆိုနန့်ရှာလို့ခေါ်တဲ့အီဂျစ်အယုတ်စာကနေဆင်းသက်လာတာလို့ယူဆကြပြန်ပါတယ်အီဂျစ်စာဟာလွန်ခဲ့တဲ့နှစ်ပေါင်း9300လောက်ကသုံးနေပြီဒါကစဒီနံပါတ်1ရဲ့အုတ်ဂူတင်ချိုင်းတွေက စာရုပ်စာအပိုင်းစာတကူဖြစ်တယ်အီဂျီရုပ်စာကနေအာဟေရက်တစ်ဆိုတဲ့အခေယာနဲ့ပရိုတို cyanide ဆိုတဲ့အက္ခရာနှစ်ခုဆင့်ပေါ်လာတယ်။ heredit အက္ခရာဟာလွန်ခဲ့တဲ့နှစ်ပေါင်း9300လောက်ကသုံးနေပြီ။ဒါကထုံးကြောက်မှာရေးထားတာ။သူနဲ့အပြိုင် proto cyanide အက္ခရာကြတော့နှစ်ပေါင်း4000လောက်မှသုံးနေပြီ။အဲ့ဒါကသဲကြောက်မှာထွင်လာတာ။ EJ စာရဲ့သမီးတွေဖြစ်တဲ့ heredit နဲ့ proto cyanide နှစ်ခု꿰ရတဲ့ထဲက ရိုဒိုဆိုင်နစ်တီထဲကမှယူဂရတီအခရာဟာလွန်ခဲ့တဲ့နှစ်ပေါင်း3600မှာတုံးနေပြီဒါကရွှွန်စေးမှာထွင်းထတာနဲ့တူပါတယ်သူနဲ့ပြန် RB တောင်ပိုင်းရှေဟောင်းအခရာဟာလွန်ခဲ့တဲ့နှစ်ပေါင်း3000မှာတုံးနေပြီဒါကလည်းရွှွန်စေးမှာရေးထားတာနဲ့တူပါတယ်သူနဲ့ပြန်ကဖိုနီရှန်အခရာသူကနှစ်ပေါင်း3300မှာတုံးနေပြီဒါက သူတို့ခက်ကတစိမ့်ပြားတွေလို့ဆိုပါတယ်ဖိုနီရှန်အခရာကမှပလီယိုဟီဘရူးအာရမိတ်နောက်ပြီးတော့ဂရိအာလီဗီကိုဘာဘာနောက်ပြီးပလီယိုဟစ်ပနစ်ဒါတွေထပ်ပြီးတော့ကွေးထွက်ပါတယ် ပလီယိုဟီဘရူးကြတော့လွန်ခဲ့တဲ့နှစ်ပေါင်း3100မှာတုံးနေပြီ။ဒါကသူနဲ့ပြိုင်အာရမစ်အခရာလွန်ခဲ့တဲ့နှစ်ပေါင်း2900မှာတုံးနေပြီ။ဒါချွန်စေးနဲ့တူပါတယ်။သူတို့နဲ့ပြိုင်ရှေ့ဂရီးဇာကလည်းလွန်ခဲ့တဲ့နှစ်ပေါင်း2900မှာတုံးနေပြီ။ဒါကမြေရေတကောင်းနဲ့တူပါတယ်။သူနဲ့ပြိုင်ကလီဘီကိုဘာဘာလွန်ခဲ့တဲ့နှစ်ပေါင်း3100မှာတုံးနေပြီ။ ါလည်းချွန်စေးပြားနဲ့ပဲတူပါတယ်။အီဂျစ်ဇာနဲ့ဆင်းသက်တဲ့နောက်ဆုံးတစ်ခုကလီယိုဟစ်ပနစ်လွန်ခဲ့တဲ့နှစ်ပေါင်း2800မှာတုံးနေပြီ။သူ့အထောက်တာကပုံချမ်းတစ်ခုပဲပေးထားပါတယ်။ဖိုနီရှန်အခရာရဲ့သမီး၅ဦးထဲကမှအာရမစ်ရဲ့သမီးအော်နုံကူရှန်စကရစ်နောက်ပြီးတော့ခရော့ချ်တီ b r a m i Hebrew Palawi p a l m r i n i Nabadin Nabadian Syriac မန်ဒစ်ဒါတော့ကိုယ်ထွက်ပါတယ်။အောင်နှုံးကူချန်အခရာကလွန်ခဲ့တဲ့နှစ်ပေါင်2000နှစ်2900နဲ့ခရော့စ်တီအခရာကလွန်ခဲ့တဲ့နှစ်ပေါင်2400မှာသုံးနေပြီ။ဒါကဘယင်အာတီမီဒိုရက်စ်ရဲ့ဒင်္ဂါဖြစ်တယ်။သူနဲ့မှဘရန်မီကညီမဖြစ်တယ်။သူသက်တမ်းကနှစ်ပေါင်2900မှာသုံးနေပြီ။ဒီဘရန်မီကနေမှ တောင်ပိုင်းနဲ့မြောက်ပိုင်းအခရာတို့ဆိုပြီးတော့ဆင်းသက်တော့ပါတယ်အဲ့ဒါကိုနောက်အပိုင်းတွေဖြစ်တင်ပေးပါမယ်ဟေဘရုအခရာလွန်ခဲ့တဲ့နှစ်ပေါင်း2400မှာသုံးနေပြီပါလဝီအခရာလွန်ခဲ့တဲ့နှစ်ပေါင်း2300မှာသုံးနေပြီပါလမရီနီအခရာလွန်ခဲ့တဲ့နှစ်ပေါင်း2200မှာသုံးနေပြီနာဗတီယံအခရာလွန်ခဲ့တဲ့နှစ်ပေါင်း2300မှာသုံးနေပြီ ဆိုင်ရင်အခရာလွန်ခဲ့တဲ့နှစ်ပေါင်း2200မှာတုံးနေပြီမန်ဒီအခရာလွန်ခဲ့တဲ့နှစ်ပေါင်း2300မှာတုံးနေပြီဒါတွေကဘရမီနဲ့အပြိုင်အခရာတွေဖြစ်ပါတယ်